ရှင်သိက္ခာစောင့်နေတဲ့ကပ္ပဒုတိယအကြီးဆုံးစိတ်ကပ္ပပေါ်မှာဒုတိယအကြီးဆုံးစိတ်ဝေးကတော့သိမ့်မကြခင်မှာပရှင်သိက္ခာရှာဖွေတွေ့ရှိရပါတော့မယ်ဆော်ဒီတို့ဒူဘိုင်းကစိတ်တွေကိုစုဆောင်နေရှိတဲ့ရှိဆိုဘွားရဲ့ကိုရီရှင်ကိုပဲရောက်မလားဘယ်လိုရောက်မလဲဆိုတော့ကတော့ဈေးဖြတ်ပြီးရတယ်သိမ့်မကြခင်မှာပဲသိရဖို့ရှိပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ကဘဝနာနိုင်ငံမှာ2490ကရဲရှိတဲ့စိတ်အရိုင်းဆုံးတပွင့်ကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီစိတ်ဝေးကိုမော်စတီတို့နာမည်ပေးထားတာပါမော်စတီစိတ်ဝေးအတွက်ပရှင်ကိုရှာမတွေ့နေတာကဈေးမဖြတ်ရသေးလို့ပါ မစီဒီကို HBN1 ကဈေးပြမှာဖြစ်ပြီးတော့အကဲပြတာအတော်လေးခက်ခဲနိုင်လို့ဆိုရမှာပါ HBN1 ရဲ့ပြည်သူဆက်ဆံရေးဒါရိုက်တာမာကောင်တူစီယာကအခုအချိန်မှာမစီဒီကိုတက်မိုးဖြတ်ဖို့အရန်ခက်ခဲပါတယ်ကျွန်တော်တို့အနေနဲ့စိတ်အရိုင်းတော့ကိုတက်မိုးဖြတ်ဖို့လိုပြီးတော့သွေးလရေဘလို့ထွက်လာမလဲဆိုတော့ကိုစောင့်ကြည့်ရမှာပါလို့ AFP တင်းထဏာကိုပြောကြားခဲ့ပါတယ်မစီဒီစိတ်အရိုင်းတော့ကိုကနေဒါမိုင်းကုမ္ပဏီရူကာရာကကဘော့စနာဝမ်မိုင်းတွေမှာတွေ့ရှိခဲ့တာပါဒီစိတ်အရိုင်းတော့ကကဘာကျော်ကိုလီနာစိတ်ခွေကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့နှစ်ပေါင်း ပေါင်120အကြာမှာတွေ့ရတဲ့ဒုတိယဆုံးကမ္ဘာအကြီးဆုံးစိတ်မဲဖြစ်ပါတယ်ဒီစင်အရိုင်းလုံးကကမ္ဘာကျော်ကိုလီနက်စိတ်ဝင်ကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့နေပေါင်း120ကျားမှာတွေ့ရတဲ့ဒုတိယကမ္ဘာအကြီးဆုံးစိတ်မဲဖြစ်ပါတယ်။ကိုလီနက်က1905ခုနှစ်ကတောင်အာဖရိကနိုင်ငံမှာတွေ့ရှိခဲ့တာဖြစ်ပြီးတော့3106ကရက်ရှိပါတယ်။အဲ့ဒီကိုလီနက်စင်အရိုင်းလုံးကိုတွေ့လိုက်တဲ့အခါမှာတော့စိတ်ဝင်ကိုဝင်ချက်လာခဲ့ပြီးတော့အဲ့ဒီစိတ်ဝင်အများစုကတော့ဗြိတိန်ဘင်ရဲ့ခေါင်းဆောင်ရဲ့နာဖြစ်သွားခဲ့တာပါ။လက်ရှိမှာမော့စနီစင်အရိုင်းလုံးကိုဈေးနှု ံသတ်မှတ်အခြေမရှိပေမဲ့ကမ္ဘာအနှက်ကစိတ်ဝင်စားမှုတွေရရှိနေတယ်လို့ HBNY ရဲ့ပြည်သူ့ဆက်ဆံရေးဒါရိုက်တာမကောင်ဒူစီရွာကပြောကြားခဲ့ပါတယ်။ HBNY ကမော့စီတီကိုတခြားစိတ်ရလုံသုံးခုနဲ့တူပြတ်တာချပြီးတော့အဲ့ဒီတည်းမှာတိတ်မကြခင်ကမှဘော့စဝါနိုင်မန်ဒီမှာတွေ့ရှိခဲ့တဲ့ကမ္ဘာတတိယအကြီးဆုံးစိတ်ရင်ရိုင်းလုံးနဲ့ပါဝင်နေပါတယ်။အခုအစီအစဉ်မှာအဲ့ဒီယတနာတွေကိုတခုစည်းစီဇင်းလုံးဖြတ်ဖို့ကခက်ခဲပေမဲ့လေးခုပေါ်ရတံမိုးကအနည်းဆုံးကန်ဒေါ်လာ300ကျော်လောက်ရှိတယ်လို့မကောင်ဒူစီရွာကပြောကြားချက်ရသိရပါတယ်။ ဒီလိုစိတ်အရိုင်းလုံးမျိုးကအရန်တွေ့ရခဲ့ပါတယ်ဒီလိုစိတ်မျိုးတွေကပြန်လိုက်မှာပဲခြားဖို့ထိုက်တန်တာပါဒါပေမဲ့ဒီစိတ်အရိုင်းလုံးကစိတ်လျှော်ဝါးတွေရဲ့ collection တွေကိုရောက်သွားနိုင်ပါတယ်လို့မကောက်သူဆရာကပြောကြားခဲ့ပါတယ်မော်စတီစိတ်အရိုင်းလုံးကလက်သက်ဆော့ဆော့လောက်ရှိပါတယ်ဒီစိတ်အရိုင်းလုံးကိုဘ နာရဲ့မြို့တော်ဂါဘိုရိုမြို့ရဲ့အနောက်ဘက်မိုင်300အကွာလောက်မှာရှိတဲ့ကာရိုဝီမိုင်းထဲမှာတည်ရှိခဲ့တာပါပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ6958ကာရဲရှိတဲ့စီဝီရိုနဲ့1109ကာရဲရှိတဲ့နီစီဒီယာရိုနာကိုလည်းအဲ့ဒီမိုင်းတွင်းမှာပဲတည်ရှိခဲ့တာပဲဖြစ်ပါတယ်2019ခုနှစ်မှာဗြိတိန်စိတ်ဆုတောင်းသူဘရီယန်နာရော်ရင်ဂရက်စ်ကနီစီဒီယာရိုနာကိုကန်တိုလာ53သန်းနဲ့ဝယ်ယူခဲ့တာပါနောက်လည်းအစားဖြစ်တဲ့2019ခုနှစ်မှာတော့ကဘာကျော်ပြည်တိဖက်ရှင်ကုမ္ပဏီလူဝီဗက်စတီကစီဝ ီလိုစင်ဝိကိုမဖို့ပြတဲ့ဈေးနဲ့ဝယ်ယူခဲ့ပါတယ်။အခု2460ကရဲရှိတယ်။မော့စရီစင်ဝိကတော့ကမ္ဘာအကြီးဆုံးစင်ဝိအဖြစ်3016.85 85ကရဲနဲ့ဆန့်ကျင်တင်ထားတဲ့ကိုလီနန်ရဲ့အရွယ်ဆလာသိပ်မကွာလာပါဘူး။ကိုလီနန်ကအပြားနဲ့အဖြစ်အောင်ရှိပြီးတော့အရေးအသွင်းအဖြစ်တော့ကမ္ဘာပေါ်မှာအကောင်းဆုံးစင်ဝိဖြစ်တယ်လို့သိရပါတယ်။ကိုလီနန်ကိုတောင်အာဖရိကနိုင်ငံရဲ့ပရီတိုနီးယားမှာတည်ရှိခဲ့တာဖြစ်ပြီးတော့ကုမ္ပဏီဥက္ကဋ္ဌသောမကိုလီနန်ကိုဂုဏ်ပြုတဲ့အနေနဲ့ကိုလီနန်လို့အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကုလိုထူးဆန်းတဲ့အကြောင်းအရာတွေရဲ့တင်ဆက်မှုတွေကိုကြည့်ရှုခံစားနိုင်စေဖို့အတွက်ညီမတို့ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow လုပ်ထားပေးဖို့အတွက်မြစ်တာရက်ခံပါတယ်ရှင်။